ဒီနေ့ကျွန်တော်ဆွေးနွေးသားမယ့်စာအုပ်ကတော့ Brian Tracy ရဲ့21 Success Secrets of Self-Made Millionaire ပဲဖြစ်ပါတယ်။ဒီစာအုပ်ကအစကနေကိုယ်ဟာကိုယ်ကိုပြီးထူးခြားတဲ့စီးပွားရေးအောင်မြင်မှုရရှိခဲ့သူတွေရဲ့ကျင့်စဉ်တွေနဲ့တွေးခေါ်ပုံတွေကိုရှင်းလင်းစွာဖော်ပြထားပါတယ်။အောင်မြင်တဲ့ဘဏ္ဍာရေးအခြေအနေတစ်ခုကိုတည်ဆောက်ခြင်းဟာအကန့်ကောင်းခြင်းကြောင့်မဟုတ်ဘဲတည်ယူနိုင်တဲ့စီးပွားရေးအမြင်များအပေါ်မှာမူတည်ပါတယ်လို့စာရေးသူကအခိုင်အမာပြောကြားထားပါတယ်။တန်းကျယ်တတိယအောင်မြင်မှုသူတို့ရဲ့အတွင်းပိုင်းဆိုင်ရာခံယူချက်တွေကနေစတင်ပါတယ်။ မိမိဘာသာတည်ထောင်သူတန်းကျွတ်တထွေးတွေရဲ့ပထမဆုံးလိုအပ်ချက်ကတော့ကြီးမားတဲ့အိမ်မက်တွေမှတ်ဖို့ပါပဲ။သူတို့ဟာတန်းကျွတ်တထွေးတူအဖြစ်ကိုကိုကိုမြင်အောင်ပြီးအဲ့ဒီအိမ်မက်ကိုအကောင့်ထဲပို့ဖို့အတွက်ရှင်းလင်းတဲ့ဘန်တိုင်တွေချမှတ်ကြပါရစေ။တင်းရဲ့အိမ်မက်ဟာရှင်းလင်းနေလေအဲ့ဒီစီကိုရောက်ဖို့လိုအပ်တဲ့လှုပ်ဆောင်ချက်တွေဟာပူပြီးထင်ရှားလာလေလေဖြစ်ပါရစေ။ဘန်တိုင်ဆိုင်ရာအောင်မြင်မှုရဲ့အဓိကအုံမြင့်ကတော့တင်းရဲ့ဘဝမှာဖြစ်ပျက်သမျှအားလုံးအတွက်လုံးဝတာဝန်ယူခြင်းပါပဲ။ တန်ကျင်တရီတရသူတို့ရဲ့ရလဒ်တွေအတွက်အကြောင်းပတ်ချက်ပေးခြင်းဒါမှမဟုတ်တခြားသူကိုအပြစ်တင်ခြင်းကိုဘယ်တော့မှမလုပ်ကြပါဘူးသူတို့ဟာကိုယ့်ရဲ့အခြေအနေကိုကိုယ်တိုင်ပြောင်းလဲနိုင်တဲ့ထိန်းချုပ်နိုင်ခြင်းရှိရလို့ယုံကြည်ကြပါတယ်တန်ကျင်တရီအများစုဟာသူတို့လှုပ်ဆောင်တဲ့နယ်ပယ်မှာအကောင်းဆုံးအကျွမ်းကျင်ဆုံးဖြစ်အောင်အမြဲတမ်းကြိုးစားကြပါတယ်သူတို့ဟာကိုယ့်ရဲ့အလုပ်ကိုတာမန်ထက်ပိုပြီးတန်ဖိုးပေးနိုင်မှသာသူတို့ရဲ့ဝင်ငွေတိုးလာမယ်ဆိုတာကိုနားလည်ထားကြပါတယ် တင်ဟာကိုလုံးနေတဲ့အလုံးမှာအမြဲတမ်းတင်ယူပြီးတိုးတက်အောင်လှုပ်ဆောင်နေဖို့လိုပါတယ်။အောင်မြင်မှုဆိုတာကောင်းမွန်တဲ့စိတ်ဓာတ်တစ်ခုတည်းမဟုတ်ဘဲစနစ်တကျလှုပ်ဆောင်ချက်များလိုအပ်ပါတယ်။တန်းကျော်တတိရီယာသူတို့ရဲ့ပန်းတံတွေကိုတိတိကျကျရှင်းရှင်းလင်းလင်းနဲ့အသေးစိတ်စာရွက်ပေါ်မှာရေးချကြပါတယ်။စာရွက်ပေါ်မှာရေးသားထားတဲ့ပန်းတံဟာတာမန်ဆန်နောက်တစ်ခုမဟုတ်တော့ဘဲရှင်းလင်းတဲ့အစီအစဉ် blueprint တစ်ခုဖြစ်လာပါတယ်။သူတို့ဟာဒီပန်းနိုင်စီကိုရောက်ဖို့လိုအပ်တဲ့လှုပ်ဆောင်ချက်တွေအားလုံးကိုဦးစားပေးစရင်အဖြစ်စနစ်တကျရည်ဆွဲကြပါရစေ။ တန်ကျော်တဲ့တွေရသူတို့ရဲ့အချိန်ကိုအများဆုံးတန်ဖို့ highest value ပေးတဲ့အလုပ်တွေပေါ်မှာပဲအပြည့်အဝအသုံးပြုကြပါတယ်။ Pareto principle 80/20နီးရမှာအရသူတို့ရဲ့အောင်မြင်မှုရလက်80%ခန့်ကိုပေးနိုင်တယ်။အရေးကြီးလှုပ်ဆောင်ချက်20%ခန့်ကိုရှာဖွေပြီးအဲ့ဒီအပေါ်မှာပဲစူးစီးလှုပ်ဆောင်ဖို့ကိုယ့်ကိုယ်ကိုစီကံသတ်မှတ်ကြပါတယ်။အောင်မြင်တဲ့တန်းကျော်တရေတိုင်းရဲ့အလေးချင်းတစ်ခုကတော့ဝင်ငွေရဲ့အနည်းဆုံး30%ခန့်ကိုစဉ်ဆက်မပြတ်စုဆောင်ပြီးရင်းနှီးမြှုပ်နှံခြင်းပါပဲ။ ဇိုင်းသူကတေကိုတင် ပထမဆုံးပေးချေပါ Pay yourself first လို့ဆိုပါတယ်ဒီငွေစုချင်းစီကအချိန်ကြာလာတာနဲ့အမျှတင်ကိုဘန်နာရေးလွတ်လပ်မှုစီကိုဥတီသွားခြင်းမဲ့အဓိကတော့ချက်ဖြစ်ပါတယ်တန်ကျတဲ့တွေအချိန်ဆွဲခြင်း procrastination ကိုဘရောမအခွင့်မပြုကြပါဘူးသူတို့ကအခွင့်အလမ်းဒါမှမဟုတ်အရေးကြီးတဲ့အလုပ်တစ်ခုပေါ်လာရင် do it now အခုလုပ်ပါဆိုတဲ့စိတ်ဓာတ်နဲ့ချက်ချင်းစတင်လှုပ်ဆောင်ကြပါတယ် ရန်စိုင်းနဲ့လှုပ်ဆောင်ကြဆိုရင်ပူပန်မှုကိုဖယ်ရှားပေးပြီးအရှိန်အဟုန်မိုမင်တန်ကိုဖန်တီးပေးပါတယ်။တန်းကြွယ်တတိတွေကတစ်ချိန်တည်းအောင်မြင်သူများမဟုတ်ဘဲစဉ်ဆက်မပြတ်တိုးတက်လိုတဲ့စိတ်သက်ပိုင်ဆိုင်သူများဖြစ်ကြပါတယ်။ဗန်ရာရဲ့အောင်မြင်မှုရယူသူတွေဟာအသိပညာကိုအားအရှိဆုံးပိုင်ဆိုင်မှုအဖြစ်သတ်မှတ်ကြပါတယ်။သူတို့ဟာသူတို့ရဲ့နယ်ပယ်စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာအုပ်တွေကိုနေ့စဉ်ဖတ်ရှုခြင်းသင်တန်းတွေတက်ခြင်းနဲ့ကျွမ်းကျင်သူတွေစီကသင်ယူခြင်းအပြင်မိမိကိုအမြဲတမ်းမြင့်တင်နေကြပါတယ် ကိုကိုကိုရင်းနှီးညှို့နှံခြင်းကအကျိုးအမြတ်အများဆုံးပေးနိုင်တဲ့ရင်းနှီးညှို့နှံမှုတစ်ခုဖြစ်ပါတယ်။တန်ကျိုတတိတိုင်ကသူတို့ရဲ့လမ်းကြောင်းမှာကြီးမားတဲ့အကြာရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ကြပူပါတယ်။ဒါပေမဲ့သူတို့ဟာအရှုံးမပေးပဲပြဿနာကနေသင်ခန်းစာကိုယူပြီးပြန်ထနိုင်တဲ့စိတ်ပိုင်းဆိုင်ရာခံနိုင်ရေး resilient ကိုပိုင်ဆိုင်ကြပါတယ်။သူတို့ဟာစိန်ခေါ်မှုတွေကိုယာယီအတားဆီးဖြစ်တာမြင်ပြီးအောင်မြင်မှုဆိုတာနောက်တစ်ကြိမ်ထပ်စူးစမ်းခြင်းပါပဲရှိတယ်လို့ယုံကြည်ကြပါတယ်။အောင်မြင်တဲ့တန်းကျယ်တထင်းများရဲ့အရေးအကြီးဆုံးလှုပ်ချက်တစ်ခုကတော့ တမာရီ integrity ကိုအမြဲတမ်းထိန်းသိမ်းခြင်းပါပဲသူတို့ဟာယူသားပြီးကိုယ့်ရဲ့ခရီးတွေကိုတည်ကြပါတယ်ယုံကြည်မှု trust ဟာစီးပွားရေးလောကမှာအဖိုးထိုက်တန်တဲ့ပိုင်ဆိုင်မှုဖြစ်ပါတယ်ဖောက်တယ်လို့ပေါ်ကင်ဘက်တွေရဲ့ယုံကြည်မှုကိုရယူနိုင်ခြင်းကသာရှိရှိအောင်မြင်မှုကိုဖန်တီးပေးမှာဖြစ်ပါတယ်21 secret success of self made millionaire ဆောက်ကကျွန်တော်တို့ကိုဘန်နာရေးဆိုင်ရာအောင်မြင်မှုကလှုပ်ဝက်စမ်းကြတဲ့အရာမဟုတ်ဘဲတည်ကြတဲ့စီးမြင်စီကံပေါ်မှာမူတည်နေကြောင်းရှင်းလင်းစွာပြသခဲ့ပါတယ် ကျွန်တော်တို့ကကြီးမားတဲ့အိမ်မက်တွေမက်ချင်းဘဝအတွက်လုံးဝတာဝန်ယူခြင်းနဲ့မိမိနယ်ပယ်မှာထူးချွန်စူးစမ်းခြင်းအပြင်တန်းကျော်တတိတွေရဲ့စိတ်တဲ့အုံမြင့်ကိုတည်ဆောက်နိုင်ပါတယ်။ဝင်ငွေရဲ့တစ်ဆယ်ရာခိုင်နှုန်းကိုစဉ်ဆက်မပြတ်စူးစမ်းခြင်း၊ရင်းနှီးမြှုပ်နှံခြင်း၊အချိန်ဆွဲခြင်းကိုအနိုင်ယူခြင်းနဲ့အဆက်မပြတ်တည်ယူခြင်းအပြင်ကျွန်တော်တို့ရဲ့ဗန်ဒါရေးလွတ်လပ်မှုအတွက်အဓိကတော့ချက်တွေဖြစ်စေပါတယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးကအောင်မြင်သူများရဲ့လမ်းညွှန်ချက်၂၁ရပ်ကိုလေ့လာပြီး နေ့စဉ်အထောက်ကျင့်သုံးခြင်းအဖြစ်ကျွန်တော်တို့လိုချင်တဲ့စီးပွားရေးနဲ့ပုံကိုရေးဆိုင်ရာအောင်မြင်မှုတွေကိုမလွဲမသွေရယူနိုင်မှာဖြစ်ပါတယ်။အဆုံးထိနောက်ထောင်ပိတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။